တင်းပြန့်တဲ့ကော်ဖီရနဲ့ရဲ့ဆွဲဆောင်မှုစိတ်သက်ပျော်ဝင်သွားစေမယ့်အရာသာနဲ့ Nescafe ကအောင်မြင်မှုကိုတင့်တယ်ယူဆောင်လာတော့မှာပါ for drink အစီအစဉ်ကနေကြိုဆိုပါရရှင်။ကျမနော်ဦးနာတလီနာပါ။စင်စားစင်ချင်နိုင်စွမ်းကိုတားဆီးတဲ့မြန်မာနိုင်ငံရဲ့အလူကျအလူဖြစ်စနစ်ကြောင့်လူငယ်တွေရဲ့အနာဂတ်နဲ့လူစွမ်းအယင်းမျိုးကို နေစိန်ဖြုံတီးရရောက်နေပါတယ်။ဇမေးဘွဲအောင်ယုံမွဲလမရရုံပညာရေးကလည်းဘဝတွဲလုံလောက်တဲ့အသိပညာစင်ချင်းတုံတရားနဲ့အသက်မွေးဝန်းကြောင့်ဖို့အသက်ကလည်းမလုံလောက်ပြန်ပါဘူး။ စင်စားသိခေါ်မှုကိုအားပေးတဲ့ပညာရေးစနစ်တီကိုစတင်စမ်းတာအကောင့်ထဲပို့ခဲ့တဲ့ဖောင်တော်ဦးဖုံးတော်ကြီးတင်ပညာရေးကျောင်းအကြောင်းကိုတည်တင်းထောက်မှတ်ချစ်တာကတင်ဆက်ထားပါရရှင်

ခရင်အထက်တန်းကျောင်းကြီးကိုမြင်တွေ့ရတိုင်းဗုဒ္ဓဘာသာဖုံးကြီးတယောက်အနေနဲ့ရောမလုံနိုင်ဘူးလားဆိုတဲ့အတွေ့နဲ့ ARR တိုင်းကနေ1982ခုနှစ်မှာမန္တလေးဖောင်တော်ဦးကျောင်းကိုရောက်လာခဲ့တဲ့ဦးနာယကဟာ1993ခုနှစ်မှာတော့မူလာရန်အဆင့်ဖုံးတော်ကြီးတင်ပညာရေးကျောင်းကိုဖွင့်လှစ်နိုင်ခဲ့ပါတယ်။အဲဖုံးတော်ကြီးတင်ပညာရေးကျောင်းဖွင့်ပြတဲ့ရည်ရွယ်ချက်ကဦးဇင်းတို့က ARR တိုင်းက အင်္ဒရာလေရီတိုက်မှာနေတာဆိုတော့လေနေ့တိုင်းဒီဆုံကန်သွားတာဆုံကန်သွားတော့အဲ့တော့မှကရင်ထက်တန်းကျောင်းကြီးဆိုတာရှိတယ် W လောက်ထားလဲဆိုတဲ့အခါကျတော့ခရီးယံဖုန်ကြီးတွေကလောက်ထားလို့ပြောတယ်ပေါ့ကြည့်တယ်အဲ့လိုဆိုရင်ခရီးယံဖုန်ကြီးတွေလောက်လို့ရှင်ငါတို့ကဘာလို့ဘုရားဘာသာဖုန်ကြီးမလုံနိုင်ရမလဲဆိုတဲ့စိတ်ကူးပေါ်တာပေါ့တကယ်စဉ်းစားတော့ဘာပြောဖြစ်တယ်လဲဆိုတော့မြန်မာနိုင်ငံအနေနဲ့ညညာတက်ဖို့လိုတဲ့ဖြစ်တဲ့အတွက်ဒီဖုန်တော်ကြီးညညာကြီးအကြောင်းဟာ စူဂျုံနေမြင်မြည်သူမစူတင်လို့ရတယ်ဖြစ်တဲ့အတွက်ဒီဘုန်းတော်ကြီးတင်မြတ်ကြီးအကြောင်းကိုတင်လောက်တာပေါ့နော်အလွတ်ကျက်အလွတ်ဖြေစနစ်နဲ့ဆောင်မွေးကိုအဓိကထားဆုံးဖြတ်တဲ့မြန်မာနိုင်ငံရဲ့ပညာရေးစနစ်ကိုစိတ်တိုင်းမကြတဲ့ဆရာတော်ဦးနာရကဟာ2002ခုနှစ်မှာတော့ကျောင်းသူကျောင်းသား21ယောက်လောက်နဲ့စင်စသာတွေးခေါ်မှုကိုအခြေခံတဲ့အပန်းတစ်ခုကိုစမ်းသပ်ခဲ့ပါတော့တယ် ခက်အခဲတွေရှိခဲ့ပေမဲ့ဒီတန်းဟာအောင်မြင်ခဲ့ပါတယ်။ဘာမှနိုင်ငံဘာဖြစ်လို့တလောက်တီအောင်ကုတ်ကပ်ပြီးစာမိုးဝဲကြီးကိုစစ်ပြီးတော့ကလေးတွေကိုနှိမ့်ဆက်နေတာ human resource ပေါ့လူသားအရင်းမြစ်တွေကိုနှိမ့်ဆက်တဲ့အတွက်ဒီလူသားအရင်းမြစ်တွေရဲ့တိုးတက်ဖွံ့ဖြိုးမှုရှိပါမလားကလေးတွေဆယ်တန်းကိုတချို့ဆို10နှစ်တောင်ဖြစ်ရတယ်ကြောက်စရာကောင်းတာကလေးတွေရဲ့စိတ်ပန်းဆန်ရာတွေ trauma ရသွားပြီးတော့ တက်လန်းတွေမမြင်တော့မဲနဲ့စိတ်ဓာတ်တွေကျသွားတဲ့အကြာကြီးဟာတိုင်းပြည်ရဲ့ဖွံ့ဖြိုးမှုတွေအရေးကြီးဆုံးအရေးပါဆုံးအချက်ပဲဒါမြန်မြန်ပြင်းပြင်းမပြင်းဘူးဒီတိုင်းထားမယ်ဆိုရင်ဒီတိုင်းပဲတိုင်းပြည်ဟာဖြစ်နေမယ်လို့ထင်အစိုးရတဲ့မတက်ခင် NLD ရွေးကောက်ပွဲကြီးညာစာရန်ကပညာရေးမူဝါဒကလည်းအရင်အစိုးရလက်ထက်2014မှာအတည်ပြုခဲ့တဲ့အမျိုးသားပညာရေးဥပဒေအပေါ်မှာပဲအခြေခံထားပါဗျာ ဒါကြောင့်လဲပညာရေးမှာတိသာချင်ရှားတဲ့ပြောင်းလဲမှုမတွေ့ရသေးဘူးလို့ပညာရှင်တွေကထောက်ပြနေကြပါတယ်။ကလေးတွေရဲ့အသိဉာဏ်ဖွံ့ဖြိုးမှုကိုတားဆီးနေတဲ့အလွတ်ကျက်အလွတ်ဖြေစနစ်အစားကလေးတွေရဲ့စွမ်းရည်ကိုမြင့်တင်ပေးတဲ့သင်ယွန်းညွန်းနှံဖြစ်အောင်လှုပ်ဆောင်ခြင်းပြီးအသိဉာဏ်မြင့်မားတဲ့ပညာရေးကိုသွားစေခြင်းတွေကတော့ဒေါက်တာသိန်းလွင်ပါ ကျွန်တော်တို့ရဲ့တရားညွှန်းနှံကကလေးတွေရဲ့စွန့်ရည်ကိုပေးတဲ့တရားညွှန်းနှံဖြစ်အောင်လုပ်ပါ အချက်လက်ကိုမှတ်မိရုံရုပ်ခိုင်းနဲ့မလုပ်ပါနဲ့တင်းနီးမလုပ်ပါနဲ့ဒါကလေးရဲ့စွန့်ရည်ဆိုတာကလေးကတင်းယူတဲ့စွန့်ရည်မြင့်တက်လာရမယ်ဘာသာစကားစွန့်ရည်မြင့်တက်လာရမယ်ပေါင်းသေးဆက်ဆံရေးစွန့်ရည်တွေတက်လာရမယ်ပြဿနာတွေဖြစ်လာရင်ဖြေရှင်းနိုင်တဲ့စွန့်ရည်အသိဉာဏ်မြင့်မားတဲ့ပညာရေးကိုသွားပါလို့ကျွန်တော်တို့ပြောတာပါ ဒီဖောင်တော်ဦးเจ้าမှာပေါ့เนาะ Okay ခဲကနေစပြီးတော့မှစတင်လာလည်းမသိဘူး။အာဒီဖောင်တော်ဦးเจ้าမှာညီမကအเจ้าဘဝကလေးရောက်တာပေါ့เนาะ။ခလေးဘဟုပြုတင် जा နေစနစ်မှာစင်စားတွေးခေါ်စင်ကျင်နိုင်စွမ်းဟာတိတာထင်ရှားတဲ့အကျိုးရလဒ်ဖြစ်ပြီးတွေ့ကြုံရတဲ့အခက်အခဲတွေကိုဖြေရှင်းနိုင်စွမ်းရှိလာတယ်လို့ဒေါ်မကြီးသီရိထွန်းကသူ့အတွေ့အကြုံကိုပြောပါတယ်။ အရင်တုန်းကလီလန်အဟောင်းကိုသုံးတုန်းကစာသင်ခန်းထဲမှာကလေးတွေက silent အရန်ဖြစ်တယ် boring ဖြစ်တယ်ငြိမ်သွားတယ်ပေါ့နော်ကလေးရဲ့အုံနောက်ကလည်းလှုပ်လှုပ်သင်းတလောက်မလုပ်ဘူးပေါ့နော်အဲ့တော့တော်တော်လေးငြိမ်သွားတယ်အဲ့တော့ဒီနီလန်အစ်စ်ကို stress center approach ကိုပြောင်းသုံးတဲ့အခါမှာကလေးကပျော်ရွှင်လာတယ်ပို့ပြီးတော့ပို့ပြီးတော့တက်ကြွတယ်ပါဝင်လှုပ်ဆောင်မှုတွေရှိလာတယ်ပို့ပြီးတော့ interactive ဖြစ်လာတယ်ပေါ့နော်ဆရာဆရာမနဲ့ရော classroom နဲ့ရောသူအတွေ့အမြင်သစ်တွေ open ဖြစ်သွားတဲ့သဘောပေါ့ and the bad things the bad things are the, because of the students are talking အရင်တက်ခဲ့တဲ့အကြောင်းမှာမောင်ဖုံးတစ်ကိုအတွက်စိတ်ဖိစီးမှုကအင်မတန်ကြီးမားခဲ့ပေမဲ့ဖောင်တော်ဦးအကြောင်းမှာတော့သူဟာပျော်ရွှင်တက်ကြွနေပါတယ် ီဟိုဘက်ကျောင်းမှာတော့ဆိုရင်ဒါ pressure အရမ်းများတယ်ပေါ့နော်ဆောင်းမွေးဖြေတော့မယ်ဆိုရင်လုံးဝဒီဆောင်းမဲရအောင်ကြာမယ်မရရင်အဲကြာမယ်ပေါ့နော်ဒါပေမဲ့ဒီကျောင်းလေရောအဲ့လိုမဟုတ်တော့စာကြည့်ရတယ်စာဟိုတိုင်းကြာတာမဟုတ်အတ္တိပတိတွေနဲ့လို့တော့စာကြက်စရာတိတ်မလို့အဲ့လိုမျိုးဖြစ်သွားတယ်အဲ့တော့ဒါဒီမှာစာသင်ကပိုးပြောပေါ့နော်ဟိုမှာ pressure အရမ်းများတယ်ဟိုမှာတော့ကြာ ဆင့်စိမ့်လန်းစုပြည်စုအာဆီယံအဆင့် Eco Model School စု Indonesia Eco Green School စုဂျပန်နိုင်ငံ Kita Ju Chu ကပေးရတဲ့ Eco Model School စုစတဲ့တဘာဝပတ်ဝန်းကျင်စုတွေရရှိထားတဲ့အကြောင်းကတော့မန္တလေးမြို့ချမ်းမြသာစီမြို့နယ်ကအထက်က26ကျောင်းပါဝိုင်းလိုက်တယ်သူတို့ဒီနားမှာအမိုက်ရှင်တယ်သူတို့ဒါလေးဖတ်တယ်ဒါလေးလုပ်တယ်ဆိုတော့ education ပပလေးပေးတာလားအဲ့လိုတော့အကြောင်းကအကြောင်းသားကထောက်အမှန်တော့ အဖြူစိမ့်ဝတ်မိဘကနေမွေးဖွားလာခဲ့တဲ့အထက်က26ကျောင်းအဆရာကြီးဒေါက်တာတန်းထိုက်ဆိုးကတော့အဖြူအစိမ့်ကသူ့ဘဝမှာတာဝန်ကြရာအကြောင်းကိုနှလုံးသားနဲ့အကောင်းဆုံးလှုပ်ဆောင်ခဲ့တယ်လို့ဆိုပါတယ်။ ပစ္စည်းဆိုတော့သုံးရင်တော့ပြတ်မှာပဲလေအဲပြတ်တဲ့အခါကျတော့စီကန်းရှိရှိနဲ့မမှန်ကန်ကန်သုံးဖို့ပဲလိုတာပေါ့အဲကျွန်တော်အစားရောက်တဲ့နေ့ရနေစားရလို့ဒီနေ့ထီပေါ့ဒီ lab တွေနဲ့ပတ်သက်လို့ရှင်နောက် library တွေဆိုလည်းအသက်မဝင်တာများနောက်လူကြီးလာမှပေါ့ဗျာလူကြီးလာမှ make up လုပ်ပြတာမျိုးတွေ ਆ ဒါကြဒီမလုံတဲ့တော့ပါဘူးเนาะအဲ့တော့စာအုပ်လည်းစာကြည့်တိုင်းမှာလဲစာအုပ်ဆိုတော့ပျောက်မှာပဲเนาะဟိုပျောက်မှာပဲလीအဲ့တော့အစ်စ်အစ်စ်တွေပြန်ဖြည့်တင်းမို့လို့တာပေါ့เนาะအဲ့လိုအဲ့လိုမျိုးပါပဲ အရေးသွေးရှိတဲ့ပညာရေးဖြစ်ဖို့ဆိုတာတက်သင့်တက်ထိုက်တဲ့ပညာကိုအမှန်တကယ်တက်ကြွရမှာဖြစ်ပြီးအမှန်နဲ့လူငယ်တွေရဲ့ဘဝကိုဆုံးဖြတ်လိုက်တာကလည်းအရေးချင်းရှိပေမဲ့ဝါသနာပါရကိုရောက်မသွားနိုင်အောင်ဖန်တီးလိုက်တယ်လို့လည်းဖြစ်နေပါဗျ။သူဝါသနာထုံးပြီးတော့သူပါရမီ ရှိတဲ့နေရာကိုရောက်သွားရင်အဲ့ဒီကလေးကအဲ့ဒီပညာရအတွက်အရန်ထူးကျွမ်းမဲ့အားကိုးရမယ်သူကစကောလာတယောက်ဖြစ်လာမှာ哦အဲ့တော့အဲ့ဒါမျိုးတွေကို အထောက်ပံ့ပေးမဲ့ဒီစံမီဝဲစနစ်ကိုကိုလိုသွားနိုင်အောင်ဝိုင်းပြီးတော့ကြိုးစားရပါလိမ့်ဦးမယ်เนาะဒါတွေကတော်တော်ကိုပြန်လုပ်ယူရပါမယ်ဒီစီအပြည့်အစုံရှိမှာပဲလက်တွေ့ဆိုတာလုပ်လို့ရတာမဟုတ်ပဲပဝန်းကျင်မှာရှိနေတဲ့အရာတွေနဲ့လည်း လုံလို့ရတယ်လို့ပြောလာသူကတော့ဆီယာမတော်စုစုလှိုင်ပါဒီစီဆိုတာလည်းသူစဘူးလို့ရတာပေါ့။ဒါမှမဟုတ်ဘာသာရေးဆိုတာကောင်းကင်ချင်မှာနေဆက်နေရရှိတဲ့အရာတွေနဲ့ပြုလို့မရှိဘူးလို့ရတာတော့။သူချားချောင်းဆက်ဆောင်ရည်နဲ့အလိုလက်ပြည့်လေးရှိနေပါလေ။သူ့ရဲ့အခြေရပါထွက်တယ်။ Adventure route ထွက်တယ်။သူ့ရဲ့အပေါ်ကနေပြီးတော့ပါလေ။ငါအပါကကပါထွက်တာ၊လစ်တီထွက်တာရှိ။အထက်က26ချောင်းကိုရောက်လာပြီးလက်တွေ့တကယ်လို့တော့မှ သူ့ရဲ့ဝါသနာကိုရှာဖွေတွေ့ရှိခဲ့တဲ့မောင်ထက်ရှန်အောင်တယောက်ကတော့ဆယ်ရန်ပြီးရင်ဤပညာပိုင်းကိုဆက်သွားမယ်လို့ဆုံးဖြတ်ချက်ခိုင်မာနေပါတယ်။ဒီစိတ်ဝင်စားတယ်ဆိုတာဒီကျောင်းမှာဒီ PC ကြီးလည်းတွေ့ရပြီးတော့ဆရာရလည်းဒီ PC ကြောင်းနေတေချာရှင်းပြရင်ပြီးတော့ဒီ PC ကိုကြည့်ပြီးတော့ကိုယ်ရင်လောက်တော့ပိုပြီးစိတ်ဝင်စားမှန်းသိလာတယ်ပဲ။ခင်ဗျားရတော့ဘာဖြစ်ခြင်းလဲမေးဆရာမမေးဖြစ်ခြင်းညာ။အဲ့မဲ့ဘလောက်အမှန်များမှာကိုဝါသနာပါလာလောက်ရရင်ကိုပြောကြရပဲ။အဲ့တော့ဒီဘာပိုင်းပြန်ရောပဲသွားပြမှာ။ အစိုးရကပေးတဲ့ပညာရေးဟာအရေးသွေးမရှိတာကြောင့်အရေးသွေးရှိတဲ့ပုဂ္ဂလိကပညာရေးကျောင်းတွေပေါ်လာခဲ့ပါတယ်။မြန်မာနိုင်ငံကကျောင်းသူကျောင်းသားတွေဟာတင်းယူလိုစိတ်ပြင်းထန်ပြီးပညာရေးရည်ရင်ကအိန္ဒိယထိုင်းနိုင်ငံနဲ့ရှင်ရင်ပိုမြင့်မားတယ်လို့ပြောလာသူကတော့ Horizon International School က Alicia Simes ပါ။ I'd say that the level of education is higher here. Um, the schools that I taught at back in Thailand were government schools and uh, private schools. ဒီနိုင်ငံကကလေးတွေရဲ့ပညာရေးရည်ချိန်ကပိုမြင့်နေဒီကကလေးတွေကအင်္ဂလိပ်စာမှာပိုကောင်းပါတယ်မြန်မာနိုင်ငံကကျောင်းသူကျောင်းသားတွေကလေးစားမှုအပြည့်ရှိကြတယ်သင်ယူဖို့လည်းစိတ်အားထက်သန်ကြတယ်မြန်မာနိုင်ငံကစာသင်ခန်းတွေမှာ စာသင်ရတာကိုကျွန်မသိတဲ့ဘောကြတယ်

သူတို့လိုချင်တဲ့အိမ်မက်တွေကိုတေချာပေါက်ရအောင်လုပ်နိုင်မှာပါ။ဒါကြောင့်သူတို့အတွက်လည်းကျမကဂုဏ်ယူနေပါတယ်။ဒီလက်တွေ့ခံကတိတ်အရေးကြီးတယ်ရှင်။ဘာလို့လဲဆိုတော့ကျောင်းသားအများစုကတိတ်ပံကိုအယမ်းစိတ်ဝင်စားကြတယ်။ဒီလိုပတ်ဝန်းကျင်မှာသူတို့မမြင်တွေ့ဘူးတာတွေတွေ့ရပြီးတော့ သူတို့စိတ်ဝင်စားတာတွေလုပ်ရတော့အနာဂတ်မှာသူတို့စိတ်ဝင်စားတာကိုဆက်လုပ်ရသွားမှာဖြစ်ပါတယ်နိုင်ငံတကာအကြောင်းဖြစ်တဲ့ horizon အကြောင်းမှဆိုလို့ရှိရင်သင်ရိုးပြွနဲ့နေရာစားရဲကိုဘယ်လိုလက်တွေ့လုပ်နေလဲဆိုတာအခုကိုတွေ့ရမှာပါ See the structure this is the trickiest part just do when it inflates what happened it becomes so smooth ငငယ်ကသင်ပေးခဲ့တဲ့တိတ်ပန်ဆရာကြောင့်ဇီဝဗေဒဘာသာရပ်ကိုစိတ်ဝင်စားခဲ့ပြီး ဒီဘာသာနဲ့ပတ်သက်တာတခုကိုပညာဆက်လက်စီးပူးမယ်လို့ပြောလာသူကတော့မတ်မေရှင်လက်အောင်ပါငွေရတဲ့တိတ်တက်စရာတင်ပြီးလိုက်တာကြောင့်မလို့အခုဘိုင်ယိုချိုက်ရတယ်ကျတော့အခုဘိုင်ယိုဒီကထိုင်ရောအဲ့ဘိုင်ယိုရဲ့တက်တက်တက်ကိုလုပ်လို့လုပ်မှာပေါ့အဲ့အော်စတြေးလျတက်တရားဒီကျောင်းပြ IP တက်ကျောင်းက IP ပဲဆက်တက်ပေါ့တက်ပြီးတော့အော်စတြေးလျကတော့တစ်ချက်ပြီးတော့တစ်ချက်ပြန်ချင်တယ် မြန်မာနိုင်ငံကလူငယ်တွေရဲ့အနာဂတ်အတွက်လုံလောက်တဲ့ပညာရေးအခြေသွေးရှိတဲ့ပညာရေးပေးဖို့လိုအပ်နေပါပြီ။သူ့အောက်တိုက်တွန်းနေတာကတော့အများဆုံးပြောခဲ့တဲ့အရာတွေကိုခုနကပြောတဲ့အတိုင်းအရာတွေကိုအများဆုံးပြောင်းလဲပေးပါလို့တိုက်တွန်းခြင်းလေ။အဲ့လိုပြောင်းလဲလို့ရှိရင်ခုနက email resource ဆိုတဲ့လူသားအရေးမကြီးလဲပြုံတိမသွားဘူး။အများဆုံးလဲတိုးတက်ဖွံ့ဖြိုးသွားမယ်လို့ဆရာယူဆပါတယ်။အဲ့လိုနဲ့တိုက်တွန်းခြင်းပါ။ ိုက်တွန်းနေတာပညာရေးကပညာရေးမှာလှစ်လျူရှုခဲ့တဲ့အတွက်ကျွန်တော်တို့ပညာရေးကနှင်းကြခဲ့တယ်ကျွန်တော်တို့ကလေးတွေရဲ့အရေးအတွေးတွေနှင်းကြလာတယ်ဒါဒီလိုတွေပဲဆက်နှင်းကြနိုင်မယ်ဆိုရင်ကျွန်တော်တို့နိုင်ငံတစ်ခုလုံးရဲ့အရေးအတွေးရကြပါမှာငါတို့အုပ်ချုပ်တဲ့ကာလလေးမှာပဲလို့မစင်စားပဲနဲ့ငါတို့နိုင်ငံရဲ့ရေရှည်ငါတို့လူမျိုးတွေရဲ့နိုင်ငံသားတွေရဲ့ရေရှည်အကျိုးရှိဖို့အတွက်ဆောင်ရွက်တဲ့အနေနဲ့ပညာရေးကိုရင်းနှီးမြှုပ်နှံပြီးဆောင်ရွက်စေချင်ပါတယ် လူတိုင်းလူတိုင်းကိုသူဝါသနာပါတဲ့ education မျိုးရအောင်လုပ်ပေးရမယ်။သူများနိုင်ငံမှာဘယ်ဟာနံပါတ်1ဆိုတာမရှိဘူးဗျ။เนาะဒီမှာနံပါတ်1ကဟိုပြောမှဆိုဒီနေ့ထိအရင်ရှိနေတော့မယ်လားတော့မပြောတတ်ဘူးเนาะအဲ့ဒါအဲ့လိုရှိနေသေးသရွေ့လေအတိုးတက်နိုင်သေးပါဘူးရှင်ယူဇွဲ education နေရာနေပြီးတော့ကျွန်တော်တို့ရုံထွက်သင့်ပြီလို့ထင်တယ်ကျွန်တော်ကတိုင်းပြည်ကျိုးရှိဖို့အတွက်ဒါအုံမြန်မြန်ကောင်းလေတိုင်းပြည်အတွက်ကောင်းလေမို့လို့သဘောထားကြီးစွာနဲ့အားလုံးက လက်ခံနိုင်တဲ့အချိန်ကိုမြန်မြန်ရောက်ဖို့လိုပြီလို့ပဲကိုကတော့ပြောခြင်းနဲ့မြန်နိုင်သမျှအကောင်းဆုံးမှာဟုတ်ပါတယ်တိုင်းပြည်အတွက်ကအရေးကြီးနေပါတယ် မြန်မာနိုင်ငံရဲ့ပညာရေးမူဝါဒပြောင်းလဲခဲ့မယ်ဆိုရင်လည်းပညာရေးကဏ္ဍမှာပါဝင်နေသူတွေရဲ့ခေါင်းယိုးကျိုးနေတဲ့စိတ်ဓာတ်နဲ့ခံယူချက်တွေကတော့ပြုပြင်ပြောင်းလဲဖို့ခက်ခဲနေဦးမှာပါ။စနစ်တွေပြောင်းလဲထားတဲ့အကြောင်းတွေကကလေးငယ်တွေရဲ့စိတ်ဓာတ်တက်ကြွမှုဘာသာစကားစွမ်းရည်နဲ့လူမှုဆက်ဆံရေးတွေကိုတော့မြင်တွေ့ခဲ့ရပြီပါပြီ။မြန်မာနိုင်ငံရဲ့ပညာရေးစနစ်ကိုမပြောင်းလဲနိုင်ခဲ့ဘူးဆိုရင်တော့မြန်မာနိုင်ငံရဲ့အနာဂတ်ဟာဒီထက်ပိုပြီးနှိမ့်ချနေမှာကတော့အသေးချပါပဲ။